ားလုံးခொနေသားတိမိတ်ဆွေများအားလုံးမင်္ဂလာပါအဲ့တော့ဒီနေ့မှာတော့မိတ်ဆွေတို့ကိုကျွန်တော်အနေနဲ့ဝေမျှပေးမယ်ပြီးရင်ကမ်ဘီယာနဲ့ပတ်သက်တဲ့အကြောင်းအရာတော့စောင်းရံရှောင်းရံနေ့ရက်လေးတွေဖြစ်ပါတယ်စောင်းရံရှောင်းရံအဲ့တော့သတိမမူကူမမြင်ပေါ့နော်အဲ့တော့ဒီနေ့ရက်လေးတွေကိုသတိထားပြီးတော့မိမိတို့ရဲ့နေ့စဉ်ကိစ္စတွေမှာစောင်းရွက်မယ်ဆိုရင်တော့ပို့ပြီးတော့မိတ်ဆွေတို့အနေနဲ့အကျိုးရှိမယ်အကျိုးဖြစ်ထွန်းလာမှာဖြစ်ပါတယ်အဲ့တော့အများသောအားဖြင့်ကြုံတွေ့တတ်တဲ့အဖြစ်အပျက်တွေပေါ့နော်ဥပမာအားဖြင့်ဟိုတင်းနာနေ့မှာ ခྱི་ထွက်တဲ့ခྱི་သွားပြီဆိုရင်ခྱི་ကနှစ်ဆင့်ဖြစ်တာမျိုးတွေကြံ့ကြတာမျိုးတွေเนาะကြုံတွေ့တာမျိုးတွေเนาะဖြစ်တတ်ပါတယ်တရင်းတာနေဆိုရင်ခྱི་ရှည်သွားတာမျိုးတွေဖြစ်တတ်တယ်เนาะတောက်ကြာကသူကနဝင်းဖြစ်နေတော့တရင်းတာနေမှာအင်္ဂါဝိဇ္ဇာတိုင်ရဆိုရင်ခྱི་တွေနှစ်ဆင့်နေဖြစ်တတ်တယ်เนาะနောက်တစ်ခုကကျုံမသားစကားမတည်တဲ့ကျုံမသားစကားမတည်เนาะအဲ့တော့တရင်းတာနေတွေမှာတတာပရိနေမှာတောက်ကြာနေတွေမှာပြောတဲ့စကားတွေဟာ ပြတ်တာမျိုးတွေများပါတယ်เนาะအဲ့တော့အပြတ်များတဲ့နေ့တွေကိုပြောပြတာဖြစ်ပါတယ်နောက်တစ်ခုကတောက်ကြာရေချောင်းမသွားကောင်းတဲ့เนาะရေလန်းခီးတွေပါတယ်သွားမယ်ဆိုရင်တောက်ကြာနေ့တွေမှာရှောင်ရှားတင်ပါတယ်အဲ့တော့ဒီနေရာမှာထပ်ပြီးပြောကျင်တာကမိအနေနဲ့ဟိုနေ့ကကျွန်တော်ကိုဖုန်းဆက်ပြီးမေးတယ်ကျွန်တော်ရှိမှအများန်းဘေးရင်မေးနေကြဲ့တယ်ပဲပေါ့เนาะအဲရွှေတဲ့ပစ္စည်းဝယ်မယ်ဘယ်နေ့ဒီမှာဝယ်တဲ့လဲအဲ့နေ့ကတောက်ကြနေလားမသိဘူးเนาะ အဝယ်တင်လာကောင်းလားဆိုရင်အဲ့တော့ပစ္စည်းအဖိုးတန်ပစ္စည်းတွေဝယ်တဲ့အခါမှာအကောင်းဆုံးရက်တွေကတော့ကျွန်တော်တို့မြန်မာလော့ဂင်ပညာမှာပေါ့နော်ရှေ့လူကြီးတွေအတုံးနှုံးတွေကလွမ်းပုံသာဝယ်ပါလေတော့လွမ်းပုံသာဝယ်ပါလေတဲ့နော်သူရအဆိုကတော့အဲ့လွမ်းပုံသာဝယ်ပါလေဆိုတာကလွမ်းဆိုတာပုံတဖူးနော်ပုံကကြတာပရိတာဆိုတာတောက်ကြလွမ်းပုံသာဝယ်ပါလေပုံတဖူးနေကြတာပရိနေတောက်ကြနေတွေမှာမိမိရဲ့ ဖိုးတံပစ္စည်းတွေနော်ဝယ်တဲ့လဲဝယ်လို့ရတယ်ဝယ်ရင်လဲအကျိုးမြတ်ဖြစ်ထွန်းမယ်အဲ့ဒီပစ္စည်းကပို့ပြီးတော့တည်ငဲမယ်ပေါ့နော်တခြားနေ့တွေဝယ်လို့မရဘူးလားကြားတယ်တခြားနေ့တွေမှာလဲဝယ်လို့ရတယ်ဒီနေ့ဒီရက်တွေမှာဝယ်ပို့ပြီးတော့အဆင်ပြေနိုင်တယ်ပို့ပြီးတော့အကျိုးဖြစ်ထွန်းနိုင်တယ်ဆိုတဲ့အဆိုဖြစ်ပါတယ်နော်အဲ့လွမ်းပုံသာဝယ်ပါလေအဲ့တော့ပညာသင်ကြားရမယ့်နေ့တွေတဲ့ဘယ်နေ့တွေလဲကျောင်းအပ်တာလို့စတင်ပြီးပညာသင်ကြားရတဲ့နေ့ကတော့ ကြာတာပရင်းတွေအကောင်းဆုံးဖြစ်ပါတယ်เนาะအဲ့တော့ရွှေတဲ့ပစ္စည်းဝယ်မယ်ဆိုရင်ခုနဘုံတဘူးကြာတာပေးတောက်ကြာ၃ရက်ထိရှိတဲ့ထဲမှာတောက်ကြာနေဝယ်ရင်ပိုကောင်းပါတယ်เนาะအဲ့တော့ထပ်မံပြီးတော့မြေလိုအရာမျိုးဝယ်မယ်ဆိုရင်တော့ဘုံတဘူးနေရအကောင်းဆုံးဖြစ်ပါလိမ့်မယ်အဲ့တော့နောက်တစ်ခုကမိမိတို့အနေနဲ့ပစ္စည်းဥစ္စာတွေဝယ်တဲ့အခါမှာမိမိရဲ့ပထမအဦးဆုံးလက်ဦးလက်ပြားဈေးဥပပစံပထမအဦးဆုံးလကထုတ်တဲ့ပစံနဲ့အဲမီးချစ်လို့မီးသွေးလို့အပူတဲ့ပစ္စည်းတွေမဝယ်ရပါဘူး မိမိရဲ့ပထမအဦးဆုံးဇေယျပေါက်ပစံပေါ့နော်ပထမအဦးဆုံးနေ့တစ်နေ့ရဝင်တဲ့ပစံဒါမှမဟုတ်လကထုတ်တဲ့ပစံတွေရမှာပထမအဦးဆုံးဝယ်တဲ့ပစ္စည်းတွေကမီးကျစ်တို့မီးသွေးတို့မီးနဲ့ပတ်သက်တာတွေလောင်ကျွမ်းစေတယ်နော်ပစ္စည်းတွေအနိဋ္ဌသဘောဆောင်တဲ့ပျက်စီးတဲ့ပစ္စည်းတွေနော်အနိဋ္ဌသဘောဆောင်တဲ့မကောင်းတဲ့နေရာတွေမှာမတုံးနိုင်ပါဘူးအဲ့တော့လက်ဦးလက်ဖြားဝင်လာတဲ့ပစံတွေဆိုရင်နော်လှူဖို့ဖယ်ထားလို့ရတယ်နော် ဘုရားနဲ့ပတ်သက်တဲ့ဘုရားပန်းဝယ်တာမျိုးတွေဘုရားအသုံးဆောင်ပစ္စည်းဝယ်တာမျိုးတွေမင်္ဂလာ ရှိတဲ့နေရာတွေမှာအသုံးပြုဝေးမယ်ဆိုရင်အဲ့တော့အများရန်လက်ရွှင်နေတာမျိုးတွေကြုံတွေ့ရတတ်ပါတယ်เนาะဒါကတော်တော်များသတိမထားမိတဲ့အကြောင်းအရာလေးတွေဖြစ်ပါတယ်ဥပမာပထမအဦးဆုံးဝင်လာတဲ့ပတ်စံနဲ့เนาะအလှူတန်းအတွက်သုံးတာလေးเนาะလက်ဦးလက်ဖြားလှူဖို့ထားရတယ်ဟလားမိဘဆရာသမားကိုကရော့တာမျိုးတွေယဟန်တကာတို့ကရော့တာမျိုးတွေရသော်ဘုရားရှင်အတွက်အလှူတန်းကိစ္စတွေမှာ တူပွဲပစ္စည်းတွေမှာအသုံးပြုတာမျိုးတွေဆိုရင်တော့ပို့ပြီးတော့အဆင်ပြေပါတယ်ပို့ပြီးတော့ကောင်းပါတယ်အဲ့တော့အများသောအားဖြင့်ကတော့ဒီရှောင်ရမယ့်နေ့တွေဆိုရင် စနေနေ့တို့အင်္ဂါနေ့တို့ကိုရှောင်ရှားတင်ပါတယ်အဲ့တော့အရေးကြီးကိစ္စတွေစတင်မယ်အရေးကြီးတဲ့အလုပ်တွေလုပ်မယ်ဆိုရင်အင်္ဂလိပ်ရက်အနေနဲ့ဆိုရင်၄ရက်တို့၈ရက်တို့၃ရက်တို့၂၆ရက်တို့၄ခန်း၈ခန်းကြာတဲ့နေ့တွေမှာရှောင်ရှားတင်ပါလေအဲ့ အများသောအားဖြင့်အဲ့ဒီနေ့တွေဟာပြဿနာတက်တယ်ပြဿနာဖြစ်တဲ့နေ့တွေအကြောင်းအရာလုံးလုံးကြောင့်အဲစိတ်ဝင်ကွဲရတာမျိုးတွေနော်အဲ့တော့ပျက်စီးမှုနဲ့အဆုံးသက်တာမျိုးတွေကြုံတွေ့ရတဲ့တည်းရက်တွေဖြစ်ပါတယ်ဘယ်ကိစ္စမဆိုပါတော့နော်အဲ့တော့၄ခန်းရှစ်ခန်းကြားတဲ့ရက်တွေရှောင်ရမယ်ပြီးတဲ့အခါမှာအင်္ဂလိပ်ရက်၄ခန်းရှစ်ခန်းအပြင်အင်္ဂလိပ်ရက်ကလရခုနှစ်တကယ်ကိုအားလုံးပေါင်းလိုက်လို့၄ခန်းရှစ်ခန်းကြားရင်လေဒါရှောင်ရှားတဲ့နေ့ရက်တွေဖြစ်ပါတယ်ပစ္စည်းဝယ်မှာလားအရေးကြီးတဲ့ကိစ္စတွေလုပ်မှာလားနော်အဲ့ဒါတွေကသတိပြုရှောင်ရှားရမှာဖြစ်ပါတယ် ဒီနေရာမှာအဲ့တော့၄ကနန်းသမား၈ကနန်းသမားတွေစတုံးနေမွေးတဲ့သူတွေအတွက်ကတော့အဲ့ဒီနေ့တွေမှာလောက်တာတော့ဒါကအဲတိတ်ပြီးတော့သူများတွေလောက်ပြဿနာမရှိပါဘူးเนาะမိမိကိုယ်တိုင်သူတို့ကိုယ်တိုင်က73ကနန်းသမားဖြစ်နေတယ်သူတို့ကိုယ်တိုင်က8ကနန်းသမားဖြစ်နေတယ်ဆိုရင်တော့ဒါကတော့အဲ့ဒီနေ့တွေမှာလောက်ကင်ဆောင်ရွက်လို့ရတယ်။ကျန်တဲ့အင်္ဂလိပ်မွေးရတဲ့သမားတွေကတော့တုတ်လို့အဆင်ပြေမှာမဟုတ်ဘူးเนาะဒါအင်္ဂလိပ်မွေးရနေနေဆိုရင်အများစုရှောင်းတဲ့နံပါတ်ရှောင်းတဲ့ကနန်းက73 4เนาะ8 26เนาะအဲ့ဒီကနန်းတွေ ဟိုတတိပြူရှောင်ရှားခြင်းအဖြစ်မိတ်ဆွေတို့အနေနဲ့လောက်တာကြိုင်တာတွေပြောတာဆိုတာတွေနော်ပို့ပြီးတော့အောင်မြင်လာမယ်ပို့ပြီးတော့ကောင်းလာမယ်ဒါကမြန်မာရက်နဲ့အင်္ဂလိပ်ရက်တွေကိုပြောပြပေးတာဖြစ်ပါတယ်အဲ့တော့ခုနရသားသမိတ်ဆွေများအားလုံးကျမ်းမာချမ်းသာကြပါစေကဆူဘေးစုအပေါင်းအားနေကင်းဝေးကြပါစေစိတ်ချမ်းသာခြင်းကိုယ်ဉာဏ်ပါခြင်းလည်းပြည့်စုံကြပါစေလို့ကျွန်တော်အနေနဲ့ဒီနေ့ကနေဆုတောင်းမြတ်တာပို့တာပေးပါတယ်အားလုံး ကျမ်းပါချမ်းသာကြပါစေဘေးပြာတွေဝေးကွာကြပါစေ။